Hello အားလုံးပဲမင်္ဂလာပါဖိုးဖိုးအဆိုတော့ United Shoe ကနေကြိုဆိုပါရစေဆိုတော့အသင်းကကျွန်တော်တို့ကွင်းလင်ကစားမတစ်ယောက်အတွက်ဇန်နဝါရီဒါမှမဟုတ်နွေရာသီအပြောင်းအရွှေ့မဖြစ်မနေဆိုသလိုအစားထိုးဖို့အတွက်ကြိုးပမ်းနေတာ ਨੇ ပတ်သက်ပြီးတော့ဒီ Athletic ရဲ့ Andy Middleton ကသူပြောထားတာလေးကျွန်တော်ရှိပါတယ်ဒါ Manchester United ရဲ့ correspondent လို့ကျွန်တော်ပြောလို့ရတယ်ဘာလို့လဲသတင်းတောက်လို့ကျွန်တော်ပြောလို့ရတယ် United ရဲ့ကွင်းလင်အစီအစဉ် ਨੇ ပတ်သက်လို့ Andy Middleton သူပြောထားတာလေးကျွန်တော်ရှိတယ်ဒါကတော့သူတို့ဒီအပတ်စဉ်လုံနေကြ Talk of the Devil ဆိုတဲ့ pocket အစီအစဉ်မှာသူလောက်တာပေါ့နော်။ဘာဖြစ်တာလဲဆိုတော့ Manchester United အနေနဲ့ကွင်းလေလူနေရာအတွက်ကစားသမား၂ယောက်ခန့်ခေါ်ပါလိမ့်မယ်ပေါ့။ဒါဟာဇန်နဝါရီအပြောင်းအရွှေ့မဟုတ်ဖ ೇನೆ နွေရာသီအပြောင်းအရွှေ့မှာလည်းဖြစ်ကောင်းဖြစ်နိုင်ခြေရှိတယ်။လက်ရှိ Manchester United ကွင်းလေကိုရောက်လာဖို့အတွက်အချီနီအကောင်းဆုံးကစားသမားကိုပြောပါဆိုရင် Nottingham Forest ကွင်းလေလူ Ilio Anderson ပဲဖြစ်တယ်ဆိုပြီးတော့သူပြောထားတယ်။ဆိုတော့ United ကကွင်းလေနှစ်နေရာလောက်ကိုအစားထိုးဖို့ရှိတယ် နွေရာသီအပြောင်းအရွှေ့ရာသီကုန်တဲ့ခါကျမှနှစ်နေရာစလုံးကိုတပြိုင်နက်ခေါ်သွားမလားဇန်နဝါရီအပြောင်းအရွှေ့တယောက်အရင်ကောနွေရာသီအပြောင်းအရွှေ့မှာနောက်တစ်ယောက်ခေါ်ဆိုတဲ့ပုံစံမျိုးကျွန်တော်သွားမလားပေါ့ဆိုတော့ညီကတို့ဘယ်လိုမြင်ကြလဲဆိုတော့ဒီနေရာမှာကျွန်တော်တို့ပူကောင်းတာတကူကတော့လက်ရှိဒီဒါအသင်းနဲ့ယဉ်နေတဲ့လူတယောက်စီကကျွန်တော်လာတာပေါ့အန်တီမီတန်တို့ပါလို့ဆိုတာမျိုးက Manchester United တောင်ဟိုနီးစက်တယ်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်သူတို့မှာအတွင်းသတင်း source တွေပါရှိတယ်လို့ကျွန်တော်ပြောလို့ရတယ်ဗျအဲ့တော့ဒီလိုလူမျိုးစီကလာတာက တော်တော်လေးကို ကြားတဲ့တရင်ကဝမ်းသာစရာပါဝမ်းသာစရာပါဆိုတော့ကွင်းလေကစားမနှစ်ယောက်ခေါ်ဖို့ရှိတယ်ဗောနော်ဒါကောင်းတဲ့တရင်မှာခုနကပြောသလိုပဲလက်ရှိအသင်းရဲ့ဗောနော်ကွင်းလေကစားမတွေဖြစ်တဲ့ကက်ဆီမီရိုတို့ဘရူနိုဖာနက်စ်တို့မထွက်မချင်းတော့နောက်တစ်ယောက်ရောက်လာဖို့ကမလွယ်ပါဘူးเนาะဘာလို့လဲဆိုတော့ကက်ဆမေရိုတို့ကိုလာစားပီးထားတာကအင်မတန်များတယ်များတဲ့ပြင်ကျွန်တော်တို့မှာကဥကာတီးရှိတယ်မင်းနူးရှိတယ်ကက်ဆမေရိုရှိတယ်တပတ်မှတပွဲလောက်ကစားနေရတဲ့အချိန်မျိုးမှာနောက်ထပ်တစ်ယောက်ခေါ်ဖို့ကတော့ ကျွန်တော်အနေနဲ့မလွယ်ဘူးပေါ့ဒါမှမဟုတ်အသင်းကနှစ်ယောက်လောက်ကိုအစားထိုးရမှာဆိုတော့နွေရာသီအပြောင်းရွှေ့ချက်မှနှစ်နေရာစလုံးကိုတပြိုင်တည်းသူတို့တွေအစားထိုးသွားမှာလားပေါ့နွေရာသီကြလို့ရှိရင်လည်းပဲကျွန်တော်ပြိုင်ဘက်တွေဟာပို့ပြီးတော့များလာတော့မယ်ထားပါတော့ Elio Anderson ကိုကျွန်တော်လိုချင်တယ် Okay ဇန်နဝါရီပြောင်းရွှေ့မှာဆိုလို့ရှိရင်ဟိုပလန်နေပေါ့နော်ဇန်နဝါရီမှာဂျီရိုပလန်ဆွဲကြတဲ့သူတွေမရှိတဲ့အတွက်ဒီကစားမဖြစ်သူကိုခေါ်ဖို့အတွက်ကြိုးပမ်းချင်မှကြိုးပမ်းကြမှာပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ Northern Forest ကိုယ်တိုင်ကလည်းဒီလိုမျိုးတိုင်ပတ်နေပါတယ်ဆိုတော့ကာလာမျိုးမှာ သူတို့ရဲ့အကောင်အုံကစားမတယောက်ဖြစ်သူကိုကျွန်တော်ခေါ်ဖို့အတွက်သူကလက်လွတ်ဖို့အတွက်သူတို့ကျူးပန်းကြီးမှာကျူးပန်းလိမ့်မယ်။ဒါပေမဲ့လို့ကျွန်တော်တို့ကအဒကုံခေါ်တဲ့လောက်ပါလေဒီပြောင်းရွှေ့ကြီးတွေအများကြီးပြီးတယ်ပါ냐ဆိုရင်တော့လက်လွတ်ကောင်လက်လွတ်လိမ့်မယ်ပေါ့လေ။အဲ့တော့အသင်းတော်ကခက်ခဲပါတယ်ဇန်နဝါရီပြောင်းရွှေ့မှာ။တိုးတော့ຫນွေရာဒီမှာပို့ပြီးတော့ခက်ခဲနိုင်စွမ်းရှိတယ်။နော်ဒီနောက်တစ်ခုကຫນွေရာဒီကျမပလန်ကြီးရှင်းရှင်းလင်းလင်းလုပ်ထားတယ်ဆိုရင်လည်းတမျိုးပေါ့။ဒါပါတော့โอเคຫນွေရာဒီကျရင်တော့ငါတို့ကကက်စမီရိုရဲ့အနာဂတ်ကိုတည်ရပြီ။နော်ဥကာဒီရဲ့အနာဂတ်ကိုတည်ရပြီ။မင်းနူအနာဂတ်တည်ရပြီ။ဘရူနိုအနာဂတ်တည်ရပြီ။ ဒါဆိုရင်ငါတို့ကွင်းလေကအားဖြည့်ဖို့အတွက်လွယ်သွားပြီငါတို့ဘု து ကိုအားဖြည့်မလဲဘယ်ကစားမကိုခုံမလဲဆိုတာကတိုးတိုးလေးပဲလက်ရှိအတင်းပတ်ကပေါ့နော်တေကြတာတခုကတော့ဇန်နဝါရီပဲဖြစ်ဖြစ်ညွေရာဒီအပြောင်းအရွှေ့ပဲကျွန်တော်တို့ဖြစ်ဖြစ်ပေါ့နော်အီလီယိုအန်ဒါဆန်ဒီအတင်းရဲ့ကွင်းလေကိုရောက်ဖို့အတွက်အချိန်ကြီးအများဆုံးကစားမတက်ရောက်ပေါ့ဒါဒီတရင်ကောင်းမှာနော်သူနျူကာဆယ်မှာဘလောက်ပဲတိုင်ပက်ခဲ့ပါစေအခုလက်ရှိကျွန်တော်တို့အနေနဲ့ပေါ့နော်ဒီနော်ဒီယန်ဖော်ရက်စ်မှာသူအရင်ကောင်းပြနေနျူကာဆယ်မှာတိုင်ပက်တယ်ဆိုတာကလည်း ထားပါတော့ဗျာသူထက်ပူကောင်းတဲ့ကွင်းလင်ကစားမရှိနေတယ်ဆိုတော့အန်ဒါဆန်ကိုအဲဒီဟောက်အနေနဲ့နေရာပေးဖို့ကလည်းဘလို့မှမတက်နိုင်ဘူးအဲ့ဒါမျိုးနဲ့ကစားမကောင်းတယောက်ကိုသူတို့လက်လွတ်ခဲ့လိုက်ရတယ်ဒါပေမဲ့ Norian Forest မှာတော့တကယ်ကောင်းတဲ့ performance တွေသူတို့ပြနေပြီတကယ်ပြနေပြီဆိုတော့ရောက်လာနိုင်ကြီးအများဆုံးကစားမကလည်း Elio Anderson ပဲဆိုတော့ကတော်တော်ကောင်းပါတယ်ကျွန်တော်တို့ခုနကပြောသလိုပဲကျွန်တော်ပြီးခဲ့တဲ့နေ့တွေကလည်းကျွန်တော်ဗီဒီယိုတွေကျွန်တော်လုပ်ထားတယ်အသင်းရဲ့ကွင်းလယ်မှာနော်ဒီ defensive midfielder မှာကစားဖို့ပေါ့နော်ဒါမှမဟုတ်ကွင်းလေကိုစားထိုးဖို့ဆိုလို့ရှိရင်ခန်းစစ်မှာလည်းအာကောင်းတဲ့ကစားမတယောက်ဖြစ်ရမှာတိုက်စစ်ကမှာလည်းတိုက်ဟိုဟိုကိုတင်းရဲ့ခြေထဲမှာဘောလုံးရှိတဲ့အခါမှာလည်းအာကောင်းတဲ့ကစားမတယောက်ကျွန်တော်ဖြစ်မှရမှာအဒမ်မွာတမ်နုပါလို့ဆိုလို့ရှိရင် in position မှာအရန်ကောင်းတဲ့ကစားမတွေ defensive ဘက်မှာမီးမီးကွန်းတွေထုတ်လာကြရည်ဖြစ်လာပြီကာလို့စ်ပါလေပါလို့ဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့က energy ကောင်းနေတကယ်လုံးဝတော့တော့ဒီအဆင်ပြေတဲ့ပုံစံမျိုးသူကစားနိုင်တဲ့အချိန်ကြီးကောင်းနေပေါ့ဒါပေမဲ့လည်းလို့ ပြောမယ် imposition မှာ chain gradient ဘိုင်းနေပါဒီမှာဘလူးမန်ကျွန်တော်မလုံနိုင်တော့ဘူးပေါ့နော်ဆိုတော့ Ilio Anderson ကအဲ့လိုမဟုတ်တော့ဘူးဆိုတော့ဂျားထဲမှာတော်တော်ကိုလိုအပ်တာတွေကိုကောင်းကောင်းဖြစ်ပြီးနေတဲ့ကစားမမျိုးဆိုတော့လက်ရှိမှာလည်းအသင်းကြီးတိုင်းကသဘောကျတဲ့ကစားမတယောက်ကျွန်တော်ဖြစ်နေပြီဆိုတော့ပေါ့နော် Manchester United ကခေါ်ဖို့အတွက်ကျူးပတ်မယ်ဆိုရင်ရောက်လာနိုင်ခြင်းအများဆုံးကစားသမားတည် Ilio Anderson ဖြစ်တယ်ဆိုပြီးတော့ Anti Mitten ကပြောထားတယ် ဝမ်းသာကြပါဒီညတခုပဲကျွန်တော်တို့ဇန်နဝါရီအပြောင်းအရွှေ့မှာတကယ်ရအောင်ခေါ်ဖို့ကြိုးပမ်းမှလာပေါ့တကယ်ရောကျွန်တော်တကယ်ရောခေါ်ပါမလားပေါ့ကွင်းလင်ကတော့ခေါ်မှာပါဆိုတော့အသင်းဘက်ကလည်းနှစ်ယောက်ထိခေါ်ဖို့ရှိတယ်ဆိုကြတဲ့ကပေါ့နော်ဒါကောင်းတဲ့တင်လို့ကျွန်တော်ထင်တယ်တော့အသင်းမှာကအားနေချက်တွေကတော့ရှိပါတယ်เนาะအအဟိုကိုအသင်းမှာဆိုလို့ရှိရင်ဘယ် left wing backs တို့ကွင်းလေတို့เนาะခံစစ်တို့ကျွန်တော်ရှိတာပေါ့ဗျာအ အဲ့ဒီတဲကမှကျွန်တော်တို့ကကွင်းလေကပြည်တနာအကြီးရဲ့ပုံပေါက်နေတယ်ဆိုတော့ကွင်းလေကိုဦးစားပေးတဲ့သဘောပါဆိုတော့ဇန်နဝါရီမှာတယောက်ခေါ်ပြီးတော့နွေရာသီတယောက်ခေါ်ဆိုတဲ့ပုံစံမျိုးလေးတွားကောင်းတွားနိုင်တယ်စောင့်ကြည့်ရမယ်ပေါ့နော်ဆိုတော့ကစားကွင်းနေပို့ပြီးတော့ပြီးနေနေဆိုလို့ရှိရင်ဒီကြဘောက်ကတော့ရောက်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ငွေတန်ကြီးကတော့တီးမှာမဟုတ်ဘူးပေါ့ဗျာဆိုတော့ညီကိုရောအီလီယိုအန်ဒါဆန်အဒမ်မွာတမ်နဲ့ကျွန်တော်သာဟိုဟွာတွေကဗာလေဗာလေကဆိုရင်ဘယ်သူကိုအလိုချင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်